ပင်းရှိထားလို့မရတဲ့ထူးဆန်းတဲ့ယောဂရှိရဲဆိုတဲ့ပေါ်အမှန်တရားကိုဖြည့်ရှင်းလာခဲ့တဲ့ Twin Drabo MCL ပြည်သက်များအလုံးမဲမင်္ဂလာပါရှင်ပြည်သက်များရှင် Twin Drabo ကတယုံဆောင်ပိုင်းနဲ့ပတ်သက်ရင်ကဝေလို့သတ်မှတ်ခံထားရသလိုအခုအသက်အရွယ်ထိလည်းရုပ်ရှင်ဇာတ်ကားတကားဆိုရင်တကားကာရိုက်တာကမိမိုက်နေတော့မှ Twin Drabo ကအငယ်စဉ်ကလေးကအားပေးလာတဲ့သူတွေဆိုရင်မင်းသမီးတွေထဲမှာဘယ်မင်းသမီးမှမတူတဲ့ထူးခြားတဲ့အချက်တစ်ချက်ရှိတာဆိုတာကိုသိကြမှာပါ ဲ့ဒါကတော့မင်းသမီးအနေနဲ့အမှုပညာလောကထဲမှာအောင်မြင်လာကြတဲ့က train drop ကစပင်းအထုကိုဆွဲဆွဲမြဲမြဲတက်နေကြတာပါရုပ်ရှင်ဇာတ်ကားရိုက်တိုင်းစပင်းအထုကိုသာတက်ပြီးရိုက်တာပါဒါကြောင့်မလို့ဒီကနေ့ဒီချိန်ထိ train drop ရဲ့စပင်းအစစ်ကိုမမြင်ဘူးကြတဲ့တွေ့တောင်ရှိပါတယ် တချို့ကဆိုရင်လေ twin drop ကသပင်းအရှိထားလို့မရတဲ့ယောဂတစ်ခုရှိနေရဆိုပြီးခစ်တခစ်ကိုထားခဲ့ပူတာပေါ့သပင်းအရှိထားလို့မရပဲကရုံခဏခဏတုံးရတာကြောင့်သပင်းအတုတက်တာလို့နာမည်ကြီးပါတယ်သပင်းရှိထားလို့မရတဲ့ယောဂရှိရဆိုတာကိုအခုချိန်ထိယုံကြည်နေကြတာပါအဲ့ဒီခစ်ကမီဒီယာတွေကထင်ရှားတဲ့ခစ်လည်းမဟုတ်သေးတော့ခုလိုပဲစိတ်ထဲမှာစွဲနေကြတာဖြစ်ပါတယ် twin drop ကလည်းခုလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတစ်ခါတလေတော့ဖြည့်ရှင်းခဲ့ပူတာမရှိပါဘူးငကိုလေးကပွဲရှာတတ်တဲ့သူတယောက်လည်းမဟုတ်တာကြောင့်ပါဒါပေမဲ့အခုနောက်ပိုင်းမှာ ာ train drop ကသူ့ရဲ့အကြောင်းလေးကိုဗီဒီယိုလေးတွေရိုက်ပြီးတက်တော့မှာတင်လာပေးပါတယ်။အဲ့ဒီထဲမှာဘာကြောင့်စပင်အတူတက်ရတယ်ဆိုတာကိုပါဖြည့်ရှင်းလာတာပါ။ train drop ကငင်းစင်ကလေးကစပင်ရှင်ကိုမထားသလိုသူ့မရဲ့စပင်အစ်ကိုချပြရတာမျိုးမကြိုက်ခဲ့ပါဘူး။ယောဂရှိနေရကြောင်းတော့မဟုတ်ပဲဆန်သားမကောင်းတာကြောင့်ပါ။ train drop ရဲ့ဆန်သားကကောက်ကွေးကဖွာရတဲ့ပါပါတယ်။ဒါကြောင့်မလို့စပင်ဖွာဆုံနေတဲ့ပုံစံမျိုးနဲ့သာဖြစ်နေတတ်တာပါ။အဆိုပါစပင်ပုံစံကို train drop ကလုံးဝမကြိုက်ပါဘူး။ဒါပြင် train drop ကတာမန်လူတယောက်စပင်ပေါက်ရမယ့်နေရာကို ကျော်လွန်ကအပေါက်တိုးနေကြတာဖြစ်ပါတယ်။ နှစ်ဘူးမှာဆိုရင်သပင်ပေါင်းရမယ့် line လေးတစ်ခုရှိပေမယ့်အဆိုပါ line ရဲ့အနောက်မှာသာသပင်ကပေါက်တာပါဒါကြောင့်မလို့နှစ်ဘူးကလိုအပ်တာထက်ကိုပြောင်းတလို့ဖြစ်နေရပါတယ်မင်းသမီးတယောက်အနေနဲ့နှစ်ဘူးပြောင်းကစံသားပွားနေတာကတော်တော်လေးရုပ်ဆိုးစေပါတယ်ဒါကြောင့်မလို့ drain draw ကိုကသပင်အတူတက်ဖို့သာဆုံးပြလိုက်တာပါဒါအပြင်ဘတ်လို့သပင်အတူပုံစံမျိုးနဲ့မစိုးလိုက်ဖက်နေတဲ့အာသာချက်ဖြစ်တဲ့မျက်နှာမျိုးကိုပိုင်ဆိုင်ထားတာကြောင့်မောင်း drain draw ဖို့ကတနည်းမှာ၃ချိန်လောက်သီလရှင်ကိုလည်းဝတ်တက်ပါတယ်ဒါကြောင့်အရှိသပင်နဲ့ရိုက်ဖို့ကလည်းမပြေပါဘူးဒါကြောင့်မလို့ဘဲသပင်ပုံစံ ည်းမဆိုလိုက်တင်အားသာချက်ကိုအသုံးချပြီးစပင်အတုနဲ့တာရုပ်ရှင်ရိုက်ဖြစ်သွားတာဖြစ်ပါတယ်။ Train Driver ကစကားတိုင်းမှာစပင်အတုကိုသာဆွဲဆွဲမြင်းမြင်းသုံးကရိုက်ခဲ့ပါတယ်။စပင်အစ်စ်နဲ့ရိုက်ခဲ့တဲ့စကားဆိုတာမရှိသလားမဂဇင်းတက်ပုံတော့သာရှိတာပေါ့။အဆိုပါတက်ပုံဒီမှာဆိုရင်လည်း Train Driver ရဲ့နဖူးပြောင်းတာကိုတိကျစွာတွေ့မြင်နိုင်ပါတယ်။ဒါအပြင်စပင်အတုဆိုရတာကိုပူတယ်လို့လည်းမခံစားရတော့သလိုစိတ်ရှုပ်တယ်လို့လည်းမခံစားရတော့ပါဘူး။နှစ်နဲ့ကြည့်အသုံးပြလာသူတယောက်နေနေတာနေ့စဉ်အင်ဂျီဝင်ရတယ်လို့ပုံမှန်အရာတစ်ခုဖြစ်သွားတာအကြောင်းပါ။စပင်အရှိထောင် ုံးမရတဲ့ထူးဆန်းတဲ့ယောဂအကြောင်းမဟုတ်ဘဲစံသားမကောင်းတာကြောင့်စပင်းအတူတာသုံးနေခဲ့တဲ့ train drop ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်